အတိတ်ခရလုံးဒါဝတိမှာဟောခဲ့တာအနေစင်ကြဝရူပံမမြဲတဲ့ယုတ်တရားကို အနေစံဒီပတ္တတိမမြဲဘူးလို့မြင်တယ်ဆိုတာကိုကတတ္တဟောဒီတမ္မာဒိဋ္ဌိအဲ့ဒါမှန်ကန်တဲ့အမြင်ပဲတမ္မာဒိဋ္ဌိဆိုတာဘာလဲသစ္စာလေးပါးကိုသိတာတွေကတမ္မာဒိဋ္ဌိ အဲ့လိုပြောတာတွေကတော့နောက်ဆုံးပန်းတိုင်းထိတ်ဆုံးအမှန်မြင်မှုကိုပြောတာပါပဲဒါပေမဲ့လည်းအခြေခံအမှန်မြင်မှုအနေနဲ့ပြောမယ်ဆိုရင်တော့အနေဆာကိုအနေဆာလို့သိရင်ကိုအမြင်မှန်းနေပြီမမြဲတာကို မမြဲမှန်းသိနေရင်ကိုအမြင်မှန်းနေပြီဒါဥစဉ်တော့တာမန်အတွေ့အလေးနဲ့တွေးလိုက်ရင်ကိုဒီယုံကြည်မမြဲဘူးဆိုတာအလိုလိုမြင်ပြီးသားပဲအဲ့လို အမြင်မမြင်မှန်းရပြီဆိုရင်ကိုဥစဉ်တော့ လမ်းကြောင်းတွေကမှန်သွားပြီအကျိုးတရားတွေကကောင်းတဲ့အကျိုးတရားတွေဇက်တိုက်ရဖို့ရာအတွက်အခြေခံကောင်းရှိသွားပြီပေါ့ဒါကြောင့်ဟောဒီယုတ်ခန္ဓာကိုကြီးကမမြဲဘူးမမြဲတဲ့ယုတ်ခန္ဓာကြီးကိုမမြဲဘူးလို့မြင်တယ်ဆိုတာကသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ပဲသမ္မာပတ္တနိဗ္ဗာန်တတိမှန်ကမှန်ကန်ကန်မြင်ပြီဆိုရင်နိဗ္ဗာန်တတိဒီယုတ်ပေါ်မှာလိုချင်စိတ်တွေမရှိတော့ဘူး ဒီလောကီရုပ်ပေါ်မှာငြင်းငွေသွားပြီနိဗ္ဗာန်တည်းဆိုတာနန္ဒီနဲ့ပြောင်းမြန်ပါပဲနန္ဒီနှစ်သက်တယ်လိုချင်တယ်ဒီရုပ်ကိုလိုချင်တယ်ဒီသုပ်ကိုနှစ်သက်တယ်တော်တော်များများတော့ဦးဇင်းတို့တွေဘာဖို့လို့ရနေကြတာလဲလိုချင်လို့ရနေကြတာပဲကြိုက်လို့ရနေကြတာပဲလိုချင်မလိုချင်တဲ့နာတွေလိုချင်နေမယ်မကြိုက်တဲ့နာတွေကိုကြိုက်နေမယ်ဆိုရင်ဟော အကျိုးတရားတွေကမလိုချင်တဲ့အကျိုးတရားတွေ ကိုမကြိုက်တဲ့အကျိုးတရားတွေဆိုတော့ဒုက္ခအကျိုးတရားတွေကနောက်ဆက်တွဲပါလာ။ဒါကြောင့်အမှန်ကိုအမှန်အတိုင်းမြင်တဲ့တမာဒိဋ္ဌိရှိပြီဆိုရင်ဟောဒီယုံကြည်မမြဲတာကိုမမြဲမှန်သိသွားပြီးတော့မမြဲတဲ့ယုံကြည်ပါလား။ဘာမှမက်စရာရှိအောင်မလဲဆိုပြီးတော့ဒီယုတ်ပေါ်မှာနည်းနည်းလေးတွေ့တာမှုတွေယော့သွားပြီ။ဒီယုတ်ကိုကြီးငွေ့တဲ့စိတ်ကလေးပေါ်လာပြီ။ညီဝဲတဲ့စိတ်ကလေးပေါ်လာပြီဆိုရင်နန္တိတ်ခရာဒါကက်ခရာဒါကက်ခရာနန္တိတ်ခယော မြင်းငွေပြီဆိုရင်လိုချင်မှုတွေမရှိတော့လိုချင်မှုမရှိရင်ရာကက်ခယောနော်ရာကက်ခယောတွဲတာမှုတွေဆွဲလန်းမှုတွေမရှိတော့နာဒီနဲ့ရာဂဆိုတာကတော့တကယ်တော့စကလုံးနာကွဲသွားတယ်တဏှာကို အရာကောက်ရတဲ့နေရာတွေကြီးပါပဲတဏှာကိုအရာကောက်ပေမဲ့လည်းပဲအဲပုံစံချင်းမတူလို့နှစ်မျိုးခွဲပြီးတော့ပြောထားတာ နန္ဒီလိုချင်တယ်နန္ဒီနှစ်သက်တယ်ကြိုက်တယ်နှစ်သက်တယ်ကြိုက်တယ်ဆိုတာလည်းပဲတဏှာပဲရာဂလိုချင်တယ်ဆွဲလန်းတယ်ဆိုတာလည်းတဏှာပဲနှစ်သက်တယ်ကြိုက်တယ်ဆိုတာမရှိတော့ဘူးဆိုရင်လိုချင်တယ်ဆွဲလန်းတယ်ဆိုတာမရှိတော့ဘူးပဲလိုချင်တယ်ဆွဲလန်းမှုနဲ့ဆိုတော့ရာဂမရှိတော့ဘူးဆိုရင်နှစ်သက်တယ်ကြိုက်တယ်ဆိုတာလည်းပဲမရှိတော့ဘူးပဲအဲ့ဒီနှစ်ခုကအချိန်ဆက်အခုအပြန်အလှန်ရှိတယ် အဲ့လိုလိုချင်နှစ်သက်တာဆွဲလန်းတာတွေလိုချင်တာတွေမမောတာတွေမရှိတော့ဘူးဆိုရင်နာတိတာကက်ခရာစိတ်တံဥပုဒ္ဒံအဲ့ဒီစိတ်ကလေးဟာကိလေသာတွေရဲ့အနှောင်အဖွဲ့ကလွတ်သွားပြီဥဒ္ဒနတို့ရဲ့ဒီရောတို့တွေဆိုတာကိလေသာရဲ့အနှောင်အဖွဲ့တွေနဲ့ခံနေရလို့ချမ်းသာသိရတဲ့အတန်းနဲ့မချမ်းသာပဲနဲ့စိတ်ဆင်းရဲနေရတာဘာကိလေသာတွေလဲကြည်ကြည်လာအကြမ်းမြန် ဒီခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လောဘကိလေသာတွေနှောင်းထားတယ်။လောဘကိလေသာနဲ့နဲ့နှောင်းခံရင်လောနဲ့နဲ့ဒုက္ခရောက်တာပဲ။များများအလောင်းခံရပြီဆိုရင်များများဒုက္ခရောက်တာပဲ။ဒေါသတွေ၊မောဟတွေ၊မာနတွေဟာဘာဖြစ်လဲဆိုတော့ဒီအမှန်ကိုအမှန်တိုင်းမမြင်နိုင်မမြင်နိုင်တဲ့အခါကျတော့မနေ့ကပြောခဲ့ပြီလေမမြဲဘူးလို့မြင်နေဆိုရင်မာနဆိုတာထားစရာမရှိတော့ဘူးမာနဆိုတာအလိုလိုကွာသွားတယ်လို့ပြောပြီးပြောခဲ့ပြီ ။ဒါကြောင့်ကိလေသာတွေအကုန်လုံးလွတ်မြောက်နိုင်တယ်ဆိုတာဖြစ်သွားနိုင်တော့တာပဲ။ဒါကြောင့်ဒီအပိုင်တစ်ပိုင်လုံးအကုန်ချုံပြီးတော့ပြောမယ်ဆိုရင်မမြဲဘူးလို့မြင်တယ်ဆိုရင်နော်အမြင်မှန်ရသွားပြီပဲ။အဲ့ဒီအမြင်မှန်ရသွားတဲ့လူတယောက်ဟာစွဲလမ်းမှုတွေတွေ့တာမှုတွေလိုချင်မှုတွေရော့သွားပြီးတော့ဒီကန္နာကိုရဲ့အဲညီငွေွယ်လေးတွေကိုမြင်သွားပြီးတော့ ကိလေသာဆိုတဲ့အနောင်ဖွဲ့တွေကလွတ်မြောက်သွားနိုင်တယ်။နိဗ္ဗာန်လမ်းကြောင်းကိုရောက်သွားနိုင်တယ်။နော်တရားနာရလေဝေနာတင်ညာသင်္ကာရဝိညာဉ်အကုန်လုံးအတူတူပဲပေါ့နော်။ဒုတိယနာလက်ခရတော့ဒီအကြတော့ဗာလဲဆိုတော့ရူပံဘိခွေယောနိသောမနတိကရောထသင်သောအကြောင်းအပြင်နှလုံးသွင်းကြ။ယောနိသောသင်သောအကြောင်းအပြင်ဆိုတာပိုဇက်တစ်သင်ခင်ပေါ့နော်။ပိုဇက်တစ်ဝေနဲ့ အကောင်အကောင်းတဲ့အကျိုးတရားတွေရအောင်စဉ်းစားကြ။ကိုမာဆိုကြမှာဆိုအခုမိုးတွင်ဥစဉ်တို့မိုးတွင်မိုးတွင်နေနေကြရတာပဲ။အခုစာသင်နေကြရတာပဲ။စာသင်တာတော့လူတိုင်းစာသင်နေကြတယ်။လူတိုင်းဒီမိုးတွင်မှာနေနေကြတယ်။ဘယ်ဒီမိုးတွင်မှာနေရခြင်းကြောင့်ရနိုင်တဲ့ကောင်းကျိုးတရားတွေရအောင် လုပ်နိုင်တယ်၊ရအောင်တွေးနိုင်တယ်ဆိုတာဒါရောရင်းတော်မနတိကာရ။ပညာရည်ဌာနမှာပညာရည်ဌာနမှာနေရာချင်းကြောင့်ရနိုင်တဲ့အကျိုးတရားတွေရအောင် တွေးနိုင်တယ်ရအောင်လုပ်နိုင်တယ်ဆိုတာယောဂိသောမနတိကာရပဲဒါကြောင့်ယောဂိသောမနတိကာရကရောထသင်သောအပြည့်နှလုံးသွင်းကြဒီယောက္ခဏာကိုရလာတယ်ယောက္ခဏာကိုရလာလို့အစိုးကြီးပဲမြင်းမနေနဲ့ဒီယောက္ခဏာကိုကြီးနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လဲဆိုတော့သင်သောအပြည့်နှလုံးသွင်းကြကုသိုလ်ရအောင်တွေးကြဒီယုံနဲ့ပတ်သက်ပြီးတော့ကုသိုလ်ရအောင်တွေးကြအခုဥမာဆိုကြပါစို့ဦးဇင်းတို့တွေဖျားဝတ်တက်လာတယ်ဒီခန္ဓာကိုယ်ကြီးကိုဒီတို့ကညာပြီးတော့ဒီခန္ဓာကိုယ်ကြီးနောက် ဟိုအလိုလိုက်ပြီးတော့ကိုယ့်နေရာကိုလှဲမနေပဲနဲ့ဖျားကန်းနဲ့ရောက်လာတယ်ဒါဆိုယောနိတော်လားအယောနိတော်လားယောနိတော်ပဲဥဒ္ဓနတို့ဒီ9မိနစ်10မိနစ်15မိနစ်မိနစ်20အတွက်မှာကုသိုလ်တွေရအောင်ကိုလုံနိုင်သွားတာပဲဒါကဒီရုပ်ကိုအသုံးချတတ်တာပေါ့ယောနိတော်မနဲ့တိကရောဒအသင်အဖြစ်နှလုံးသွင်းကြဒါဥဒ္ဓနဆရာတော်ကြီးတွေပြောသလိုပဲပေါ့အိုးကွဲသွားတယ်ကွဲသွားတဲ့အိုးကိုကြည့်ပြီးတော့ အကုသို့အဖြစ်ခံမနေနဲ့ကွာ။အော်အိုးကွဲသွားတော့ကရုတ်ကိုရတာပေါ့ဆိုတဲ့အတွေးလေးတွေးပြလိုက်။ဟုတ်တယ်မလား။အဲလိုပဲမိုးရွံ့ဆိုမိုးရွံ့အေးတယ်။ဟာအေးတော့じゃဘာဖြစ်လဲဆိုတော့ဟိုနွေးကားဆိုစာတင်ရခက်တယ်ဟာ။ဒီလိုအေးချမ်းတဲ့ကာလလေးစာတင်ရတာပိုးစင်ပြေတာပေါ့ဆိုပြီးတော့ဟော။အော်ပညာရေးအတွက်စဉ်းစားနိုင်ရင်ဥစ္စာတို့ရေမိုးရွံ့ဖြစ်လို့ကိုဥစ္စာတို့စာလုံးဖြစ်တာ။ အဲ့လိုမော်ဖဲနဲ့ဟာမိုးရွန်းကွာအေးလိုက်တာကိုေးလိုက်ရင်ကောင်းပါပဲအဲ့လိုယောဤသောမော်ဖဲနဲ့အယောဤသောနဲ့တွားတွေးမယ်ဆိုရင်ဘာဖြစ်သွားမလဲလမ်းကြောင်းတွေကုန်လွဲသွားတတ်တယ်ဒါကြောင့်မြတ်စွာဘုရားကဟောတာယေရုပန်ဘိတ်ွေယောဤသောမနတိကရောထယုံနဲ့ပတ်သက်ပြီးတော့လဲပဲသင်တော်အပြည့်နှလုံးသွင်းကြသင်တော်အပြည့်နှလုံးသွင်းကြဆိုတာဘယ်လိုသုံးနှလုံးသွင်းမှာလဲကွာရူပနိစ္စတန်းစယထာဘူတံသမနုပတ္တထနောက်တစ်ခုယောဤသောမနတိကရတဲ့မဟုတ်ဘဲနဲ့ဟေးတဲ့ ရူပနိစ္စတံသာသာဝတ္တမသမနုပတောတပတ္တထားတဲ့ရုပ်မမြဲတဲ့အကြောင်းကိုလည်းအမှန်တိုင်းမြင်အောင်လည်းပဲကြည့်ကြဟုတ်နှစ်ခုတကယ်လေးကြတော့ကိုကအထုပ်ပဲမြင်တယ်ဒုက္ခမမြင်ဘူးဆိုတာရှိတတ်တယ်အကျိုးတရားပဲမြင်ပြီးတော့ side effect တွေကိုမမြင်ဘူးဆိုတာရှိတတ်တယ်အခုယုံနဲ့ပတ်သက်ပြီးတော့အကျိုးတရားရအောင်ယုံကောင်းမနတိကထားလိုက်အာယုံနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးတွေအများကြီးရလာ အဲကောင်းကျိုးရလာပြီးတော့တခါလေကြတော့မာနတွေတက်လာတာတွေတို့ကောင်းကျိုးရလာပြီးတော့တခါလေကြတော့တဏ္ဏမလောဘတွေတက်လာတာတွေအဲ့ဒါတွေဖြစ်မှာဆိုလို့အဲ့ဒါတွေကိုအထိတ်အနေနဲ့ဘလို့ထိရမှာလဲရူပနိစ္စတန်စဟောဒီယုံမမြဲဘူးဆိုတာလည်းပဲတခါလေထိတ်ထားလိုက်တော့အထိတ်လေးတွေစိုက်ရက်ဖက်မဖြစ်အောင်ထိတ်ပေးတာမမြဲတဲ့သဘောတရားကိုလည်းအမှန်တိုင်းမြင်အောင်ရှုကြဟေးအဲ့လိုယုတ်ကိုယုံနဲ့ပတ်သက်ပြီးတော့အော်မမကန်ကန်နှလုံးသွင်းနိုင်မယ်ရုပ်မမြဲဘူးဆိုတာကိုလည်းပဲအမြဲတမ်းမမကန်ကန်မြင်နိုင်မယ်ဆိုရင် ယုံနဲ့ပတ်သက်ပြီးတော့တွေ့တာမှုတွေလိုချင်မှုတွေမမောမှုတွေအဲဒုက္ခရောက်ကြောင်းတရားတွေကိုအကုန်လုံးမလုံနိုင်တော့ပဲနဲ့မလုံဖြစ်တော့ပဲနဲ့ရုပ်ပေါ်မှာညင်ငွေပြီးတော့တရားရှုမှတ်ခြင်းအပြည့်နောက်ဆုံးကျတော့ကိလေသာတွေခုန်ခန်းပြီးတော့နိဗ္ဗာန်နံကိုအရောက်လှမ်းနိုင်တယ်ဆိုတော့မြတ်စွာဘုရားကနောက်ဆုံးနိဗ္ဗာန်နဲ့ဤကုန်းတက်လိုက်တာဒါကြောင့်ဥစ္စံတို့ရေဒီယိုတို့တွေဟာခန္ဓာကိုယ်ကြီးကတော့ကံတရားအလျောက်ရလာကြရမှာကြီးပဲအကုန်လုံး အဲ့ဒီနေရာမှာအသုံးချတဲ့ရင်အသုံးချတတ်သလားဒီခန္ဓာကိုယ်ကြီးဟာကိုယ့်အတွက်အကျိုးမရှိဘူးလားရှိတယ်အဲ့ဒီအသုံးချတတ်ဖို့ရာဆိုရင်လည်းပဲဘာအရေးကြီးတဲ့ဆိုတော့ယောနိသောမနတိကာရနဲ့တမ္မာဒိဋ္ဌိကအရေးကြီးတယ်အတွေးမှန်ဖို့အရေးကြီးတယ်အသိမှန်ဖို့အရေးကြီးတယ် အတွေးမှန်ဖို့ရာအတွက်ကုသိုလ်ဖြစ်အောင်ကြီးပဲတွေးပါအဲ့ဒါဆိုရင်ဥဒ္ဓနောဒုရေဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ကုသိုလ်တွေအများကြီးရလိမ့်မယ်ကောင်းကျိုးတွေအများကြီးရလိမ့်မယ်ဒီခန္ဓာကိုယ်ကြီးကိုမသိခင်မှာအလုံးများများလုံနိုင်အောင်ကြိုးစားကြနောက်အနေစတာအမှန်ကိုအမှန်တိုင်းမြင်နိုင်ဖို့ရာအတွက်မမြဲတာကိုမမြဲဘူးလို့မြင်အောင်သာကြည့်လိုက်အဲ့လိုဆိုစိုက်အဖက်တွေမဖြစ်တော့ဘူးဒါကြောင့်မြတ်စွာဘုရားကတော့တကယ်အဲတပည့်သားတွေကိုဟိုအမှန်တိုင်းနှလုံးသွင်းမှန်ဖို့အတွေးမှန်ဖို့နဲ့ ပြီးတော့အမြင်မှန်ဖို့ကိုဒီသုံးနှစ်သုတ်ကပြောသွားတာဒါကြောင့်အမြင်မှန်အောင်အတွေ့မှန်အောင်ကြိုးစားကြကြိုးစားပြီးတော့ကောင်းကျိုးရအောင်လေအားထုတ်ကြတော့ပါပဲ။